အောင်သူနဲ့သူမတို့ရဲ့ညှင့်ယူနေရတဲ့လက်ရှိအိမ်ထောင်ရေးအခြေအနေကိုအများသိအောင်ဖွင့်ချလာတဲ့ပိုအီအီခန့်ပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လီအမန်ဘလတ်ကနေပြောင်းလဲကြိုဆိုလိုက်ပါတယ်။တချိန်ကနမဲကျော်မင်းသမီးပိုအီအီခန့်ကကဘာကျော်ဘလုံးသမားအောင်သူနဲ့တာယာတဲ့အိမ်ထောင်ရေးလေးကိုတည်ထောင်ထားခဲ့ရဖြစ်ပါတယ်။ရင်သွေးရတနာလေးနဲ့အတူအင်မတန်ကိုပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဖြစ်ပေမဲ့လည်းသူမတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးကလက်ရှိမှာအရင်နဲ့မတူဘဲနဲ့ထူးခြားနေကြောင်းထုတ်ဖော်ပြောပြလာခဲ့ပါတယ်။အဓိကအဖြစ်တော့ဘလုံးသမားအောင်သူနဲ့အတူမိသားစု ဝတီထောင်တဲ့နေရာမှာညှိနှိုင်းရတာတွေနဲ့အခက်အခဲတွေအများကြီးရှိတဲ့အကြောင်းကိုရိုင်းရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ဒီမတော်နေအောင်ဟာဆိုရင်လက်ထပ်ထားခဲ့တာနှစ်အတော်ကြာခဲ့ပြီ။ဒါလေးတယောက်ကိုလည်းမွေးဖွားထားခဲ့ပေမဲ့အိမ်ထောင်ကြီးအစ်မပြေဘူးဆိုတဲ့သတင်းတွေများစွာပေါ်ထွက်ခဲ့ပါတယ်။အထူးသဖြင့်တော့ကင်မရာရှိနဲ့ကင်မရာနောက်ွယ်မှာဆိုရင်သူတို့ရဲ့နေပုံထိုင်ပုံတွေပြုမှုဆက်ဆံပုံတွေကမတူညီဘူးဆိုပြီးဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။တချို့တွေကလည်းအောင်သူကပိုးအီးခန့်ကိုမချစ်တော့ဘူးလို့ပြောနေကြသလိုပိုးအီးခန့်ကပဲအောင်သူကိုရှောင် င်ခွာပြီးတော့အစ်စ်တွေ့နေရလို့လို့နေဆွဆွဲပြောဆိုနေကြတာတွေရှိနေတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့အိမ်တော်ကြီးလေးကတော့ကြာရှည်တည်မြဲမှာမဟုတ်ပဲမကြခင်မှာကွာရှင်းတော့မင်းဆိုပြီးတော့လဲသတင်းတွေအများကြီးပြန့်နှံ့နေကြရပါပိုအီခန့်ကတော့ဒီလိုဝေဖန်ခံရတဲ့သတင်းတွေကိုရိုးနေပြီဖြစ်တာကြောင့်အထွေထုလုပ်ပြီးတော့ပြန်လည်တုံ့ပြန်မနေခဲ့ပါဘူး။ဒါပေမဲ့လည်းလက်ရှိမှာတော့သူမကိုယ်တိုင်ခန်းစားနေရတဲ့အိမ်ထောင်ကြီးအဆင်မပြေတဲ့အကြောင်းလေးတွေကိုပြောပြလို့လာခဲ့တာဖြစ်ပါတယ်။ အိမ်တောင်ကျူးရယ်ဆိုတာကမတူညီတဲ့လူနှစ်ယောက်တအိမ်ထဲမှာအတူနေပြီးတော့ပေါင်းဖက်ကြတာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်အဆင်ပြေဖို့ဆိုတာမလွယ်ကူလာပါဘူး။ကိုယ်စိတ်ကိုယ်တောင်ဘာမှမသိတဲ့အခြေအနေမှာတခြားသူရဲ့စိတ်အခြေအနေကိုကြည့်ပြီးတော့ညှိနှိုင်းနေထိုင်ဖို့ဆိုတာကလွယ်ကူတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒီလိုမျိုးမလွယ်ကူတဲ့အရာကိုတေချာစွာညှိနှိုင်းယူနိုင်ပြီးနေထိုင်နိုင်မှသာတာယာတည်မြဲတဲ့အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။အဓိကအားဖြင့်တော့ကိုမကြိုက်တာကိုသူမလုပ်တယ်လို့သူစိတ်ညစ်မှာကိုလည်းကိုကစိုးရိမ်ပူပန်ပြီးတော့စင်ကျင်ကြမယ်ဆိုရင်အရာအလုံးကအဆင်ပြေသွားမှာဖြစ်ပါတယ်။အမားတခုလုံးမိတိုင်းလဲတယောက်နဲ့တယောက်အပြစ်တင်တာမျိုးမရှိပဲအပြန်လန်းညင်နိုင်ပြီးတော့နေထိုင်နေကြရတဲ့အိမ်ထောင်ကြီးလေးကပရိသတ်တွေထင်တယ်လို့ကြွားရှင်းတော့မှာမဟုတ်ပါဘူး မတူညီတဲ့လူနှစ်ယောက်ကြားထဲမှာတူညီအောင်ညှိယူပြီးတော့အဆင်ပြေပြေနဲ့နေထိုင်နေကြတဲ့အကြောင်းကိုပိုအီခန်ကပြောပြလာခဲ့ပါတယ်။ကဘာကျော်ဘောလုံးသမားအောင်သူဆိုရင်လူတွေရှိမှသာကဘာကျော်နေပေမဲ့အိမ်မှာဆိုရင်တော့ကလေးဆန်တဲ့အခြေအနေလေးရှိပါတယ်။ ဒီလိုပဲသူမအနေနဲ့လည်းကလေးဆန်ပြီးတော့တယောက်နဲ့တယောက်ညီနိုင်ကနားလည်မှုရှိစွာနဲ့ချက်ချင်းမြတ်တာတွေနဲ့ဆက်လက်ကြောဖြတ်နေခဲ့ပါတယ်။လင်းယောက်ျားနဲ့ဇနီးမယားနှစ်ယောက်မှာအစားအသောက်အနေထိုင်အကြိုက်ချင်းလုံးဝမတူညီတာတွေရှိနိုင်ပေမယ့်တယောက်ပေါ်တယောက်ချက်ချင်းမြတ်တာနဲ့တန်ဖိုးထားလေးစားမှုတွေတူညီနေရကြောင်းအိမ်ထောင်ရေးလေးကအဆင်ပြေနေကြောင်းအခုလိုပဲပြောပြလာပါတယ်။ အဓိကအပြင်းတော်နားလည်မှုရှိစွာနဲ့ရှေ့ဆက်နေကြတာဖြစ်တဲ့အတွက်လူတွေဝေဖန်နေကြသလိုအိမ်ထောင်ရေးကွာရှင်မှုဆိုတာကစိတ်ကူးထဲမှာတောင်မရှိပါဘူး။ဆစ်လို့ရွေးချယ်ပြီးတော့လက်ထပ်ခဲ့တဲ့အိမ်ထောင်ရေးလေးကိုမတူညီမှုတွေကြားကတူညီအောင်ညှိယူပြီးတော့တာယာတဲ့မိသားစုဘဝလေးကိုတည်ထောင်နိုင်အောင်ကြိုးစားနေရလို့ပြောပြခဲ့ပါတယ်။သူတို့ဇနီးမောင်နှံကလက်ရှိမှာတော့ထိုင်းနိုင်ငံမှာအခြေချနေထိုင်ခဲ့ပြီးတော့စီးပွားရေးလုပ်ငန်းတွေကိုလည်းဦးဆောင်လုပ်ကိုင်နေခဲ့ပါတယ်။အခုလိုမျိုးနားလည်မှုရှိရှိနဲ့ရှေ့ဆက်နေကြတဲ့ကမ္ဘာကျော်ဘောလုံးသမားအောင်သူနဲ့မင်းသမီးလေးပိုးကြီးခန့်တို့ရဲ့အိမ်ထောင်ရေးကို ဲတက်ကြည့်လို့ရောအားကြမီလားဆိုတာပြောခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်